မ္မနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါဒီကနေ့အော်တိုဘားလ14ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိစေရေးတမိုင်းအစဉ်လာရှိတဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီနဲ့အတူတကွကြိုးပမ်းမယ်လို့ CRPH ကဂုံပြူတဝင်ထွားပေးပို့လိုက်တဲ့သတင်း ပင်လယ်ဘူးမြို့နယ်အတွင်းမှာပရိပခကာလအတွင်းအမျိုးသမီးနဲ့ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေးတင်နန်း WCB ပြုလုပ်ခဲ့တဲ့တဲ့။ဒီမော့ဆိုမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားနေ့စဉ်နှီးပါထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNDF အသိပေးလိုက်တဲ့တဲ့။အကြမ်းဖက်ဆဲဥစုကြောင့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းအရက်သားပြည်သူ55ဦးခန့်ထိသေဆုံးခဲ့ရတဲ့တဲ့။အော်တိုဘာလပထမအပတ်တွင်အကြမ်းဖက်ဆဲဥစုကိုစွန့်ခွာကာ စစ်သားနဲ့ရဲ15ဦးအလင်းဝင်လာတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ်။ပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိစေရေးတမိုင်းအစဉ်လာရှိတဲ့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီနဲ့အတူတကွကြိုးပမ်းမယ်လို့ CRPH ကဂုံပြုတ်သွင်းလာပေးပို့လိုက်တဲ့တဲ့င်းကိုပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ပြည်သူအာဏာပြည်သူထံပြန်လည်ရောက်ရှိစေရေးအတွက်တမိုင်းအစဉ်လာရှိတဲ့ပါတီနဲ့ ကိုစမ်းညွန်စမ်းရှိသမျှအတူတကွပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီဖွဲ့စည်းတည်ထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်နေ့အခမ်းအနားကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဂုဏ်ပြုသွင်းလှော်ပေးပို့လိုက်ပါတယ်။လူပေါင်းတဲ့ဒီမိုကရက်တစ်ပါတီက၈လေးလုံးအရေးတော်ပုံကြီးကနေတရေတီပြီး1988ခုနှစ်အော်တိုဘာလ14ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဒီကနေ့ဆိုရင်38နှစ်တာကာလကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာအရေးပါတဲ့အခမ်းကဏ္ဍမှာပါဝင်နေတဲ့အပြင်လူငယ်တွေရဲ့နိုင်ငံရေးမှာတက်ကြွစွာပါဝင်လာမှုကိုအားပေးမြင့်တင်ကာနိုင်ငံရေးကောင်းဆောင်မှုနဲ့ဒီမိုကရေစီတံမိုးတွေကိုမျိုးဆက်သစ်တွေစီလက်ဆင့်ကမ်းပေးနိုင်ဖို့ရည်ရွယ်ချက်ကောင်းတဲ့ခိုင်မာစွာရည်တည်ခဲ့တဲ့ပါတီသမိုင်းအစဉ်လာကို CRPH ကအထူးလေးစားဂုဏ်ယူတယ်လို့ဖော်ပြထားပါဗျာ။ ီမိုကရေစီရေးအတွက်ကြိုးပမ်းခဲ့တဲ့38နှစ်တာ ကာလအတွင်းခေတ်အဆက်ဆက်ဆက်အနာရှင်စနစ်ရဲ့ဖိနှိပ်မှုကြားရဲရင်ပြတ်သားစွာရင်ဆိုင်တိုက်ပွဲဝင်ရင်းအသက်ပေးခဲ့ကြရတဲ့ပါတီဝင်အာဇာနီသူရဲကောင်းအပေါင်းတို့ကိုဥညွတ်လေးပြုတယ်ဆိုတာနဲ့၎င်းတို့ရဲ့ရဲရင်မှုနဲ့ဆွန့်လွတ်ဆွန့်စားမှုတို့ကိုအစဉ်အမြဲအောက်မေ့တရိယာနေမှာဖြစ်ပြီးအာဇာနီတို့ရဲ့ရည်မှန်းချက်ပန်းနိုင်ဖြစ်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုတော်လှန်ရေးအင်အားစုများနဲ့အတူလက်တွဲကာ အောင်မြင်အောင်ဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ CRPH ကအလေးနက်ကတိပြုပါတယ်။လက်ရှိကာလမှာအကြံဖတ်ဆေးဥစုကနိုင်ငံတကာနဲ့အာဆီယံကိုလှည့်စားရန်အတူရောင်ရွေးကောက်ပွဲကိုကျင်းပဖို့ကြိုးပမ်းလျက်ရှိနေပါတယ်။ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုကလက်နက်အားကိုနဲ့ချင်းချောက်ပြီးပြည်သူလူထုထောက်ခံမှုရရှိထားသောပါတီများမှခေါင်းဆောင်များနဲ့ပါတီဝင်များကိုဖမ်းဆီးတပ်ဖြတ်ပြီးကျင်းပမဲ့ရွေးကောက်ပွဲဟာတရားဝင်မှုမရှိကြောင်း ကဘာကအတိလင်းသိရှိစေရန်တော်လိုင်းအင်အားစုအားလုံးအနေဖြင့်စူးစီးညီညွတ်စွာပူးပေါင်းဆောင်ရွက်သွားကြရန်အထူးလိုအပ်ပါတယ်လို့တဝင်းလွှာမှာဖော်ပြထားပါတယ်။ဒါကသာအကျန်းဖတ်ဆေယနာရှင်တွေရဲ့နောက်ဆုံးထွက်ပေါက်ကိုပိတ်ဆို့နိုင်မဲ့တခုတည်းသောနီလန်းဖြစ်တဲ့အတွက်မိမိတို့အားလုံးပုံမစည်းလုံးညီညွတ်သောစိတ်ဓာတ်နဲ့ရှေ့သို့ခြိတက်ကြဖို့အရေးတကြီးလိုအပ်နေပြီလို့တဝင်းလွှာမှာဖော်ပြထားပါတယ်။ Federal Democracy ပြည်တော်စုတည်ဆောက်ရေးအတွက် ရဲဝံပြက်သားစွာရင်ဆိုင်တွန်းလှန်ရင်းပြည်သူလူထုနဲ့အတူတသားတည်းရပ်တည်ခဲ့တဲ့သမိုင်းအစဉ်လာအတိုင်းရှေ့ဆက်လဲပြည်သူလူထုအတွက်အားကိုးအားထားပြုရတဲ့ပါတီကောင်းတရက်အဖြစ်ရပ်တည်သွားမှာဖြစ်ကြောင်းအကျွမ်းမဲ့ယုံကြည်တယ်လို့တဝင်းလွှာမှာဖော်ပြထားပါတယ်ပင်လယ်ဘူးမြို့နယ်အတွင်းမှာပြိပက္ခကာလအတွင်းအမျိုးသမီးနှင့်ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေးတင်ဒန် WCB ပြုလုပ်ခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပင်လယ်ဘူးမြို့နယ်အတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရ လူ့ကွန်ရေးဆိုင်ရာဝန်ကြီးဌာနကပြည်ပခကာလအတွင်းအမျိုးသမီးနှင့်ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေးတင်နန်း WCB ကိုပြုလုပ်ပေးခဲ့တယ်လို့သိရပါဗျ။မြို့နယ်ရက်ရွာအတွင်းပြန်လည်အသုံးချနိုင်မဲ့ပြည်ပခကာလအတွင်းအမျိုးသမီးနှင့်ကလေးသင်ငယ်များကာကွယ်စောင့်ရှောက်ရေးတင်နန်း WCB တင်နန်းကိုပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပြုလုပ်ခဲ့တာလို့ဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်ထားပါဗျ။တက်ရောက်လာတဲ့တင်နန်းသားတွေအနေနဲ့ တင်တန်းအတွင်းအသိပညာများစွာရခဲ့တာကြောင့်အခုလိုတင်တန်းမျိုးပုံမိုပြုတ်လုပေးဖို့လဲတောင်းဆိုခဲ့ကြတယ်လို့ဝန်ကြီးဌာနကပြောပါတယ်။အဆိုပါတင်တန်းမှာကလေးနဲ့လူကြီးခြားနာချက်များမှအစပြုပြီးကလေးအခွင့်အရေးဆိုင်ရာအခြေခံသဘောတရားများ ကလေးငယ်တွေနဲ့ပတ်သက်လို့ကြီးလေးတဲ့ကျူးလွန်မှုတွေဖြစ်တဲ့တက်ဖြတ်ခြင်းကိုလဲအင်္ကာပျက်စီးစေခြင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတက်သားစုဆောင်ခြင်းစတဲ့အချက်တွေနဲ့ဂျန်နာအခြေပြုအကျန်းဖတ်မှု GBV ပြိပကအခြေအနေမှာ ဖြစ်ပေါ်လာတဲ့လိမ်မိုင်းဆန်ရအကြမ်းဖက်မှု CRSV အမျိုးသမီးတွေအပေါ်ခွဲခြားမှုပပျောက်ရေး CEDAW စာချုပ်အကြောင်းစတာတွေကိုတင်ကြားပို့ချဆွေးနွေးခဲ့တာပါ။ဂျန်နာအခြေပြုအကြမ်းဖက်မှုများအကြောင်းတင်ပြရမှာလဲအသေးစိတ်ရှင်းပြရုံသာမကပဲပြိပကအခြေအနေမှာဖြစ်ပေါ်လာတဲ့လိမ်မိုင်းဆန်ရအကြမ်းဖက်မှု CRSV နဲ့နှိုင်းရှင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါဗျ။ ဒီလိုတင်နန်းတွေပို့ချနိုင်မှုအတွက်လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့မြေပြင်ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ကြိမ်2025ခုနှစ်မှာတစ်ကြိမ်နီးပြတင်နန်းတွေပို့ချခဲ့ပြီးအခုလိုနောက်ဆက်တွဲစင့်ပွားတင်နန်းတွေကိုပြုလုပ်နိုင်တာဖြစ်တယ်လို့ဝန်ကြီးဌာနကအတိပေးထုတ်ပြန်ထားပါတယ်ဒီမော့ဆိုမျိုးနဲ့အတွင်းမှာအကြံဖတ်စစ်တပ်နဲ့တော်လန်ရေးတပ်တွေအကြားနေစဉ်နှီးပါထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNDF အတည်ပြုလိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ ကရင်နီပြည်ဒီမော့ဆိုမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားနေစဉ်နှီးပါထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကမနေ့ကအော်တိုဘာလ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီမော့ဆိုမြို့နယ်ဒင်းငန်ခါရက်ွက်နယ်တနန်းဥကွင်ကျေးရွာကတဆင့်ခေါပလော့ကျေးရွာဘက်ကိုအကြမ်းဖက်စစ်တပ်ကအပြင်းထန်တိုက်ခိုက်ထိုးပေါက်လာပြီးတပ်ဆွဲနိုင်ရေးလှုပ်ဆောင်နေတဲ့အတွက်တော်လှန်ရေးတပ်တွေကခုခံကာကွယ်နေပြီးနေစဉ်နှီးပါထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ KNDF ကအတည်ပြုထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီမှတက်ဆွဲရန်ကြိုးစားနေသောအထက်ပါရက်ကွက်ကြေးရွာတွေသို့မြေပြင်ထိုးစစ်အပြင်လက်နက်ကြီးဒရုန်းများဖြင့်နေစဉ်တိုက်ခိုက်လျက်ရှိတယ်လို့ KNDF ကပြောပါရယ်။ကရင်နီပြည်တွင်လွိုက်ကော်မြို့နယ်အရှိချမ်းဒီမော့ဆိုမြို့နယ်ဖရူဆိုမြို့နယ်ဗော်လက်ခဲမြို့နယ်နဲ့ကရင်နီရှမ်းတောင်နယ်ဆက်ဖဲခုံမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်က PNO ပြည်သူစစ်တွေနဲ့ပူးပေါင်းပြီးတော့စစ်မျက်နှာ၅ခုဖွင့်ကထိုးစစ်ဆင်နေတာလို့သိရပါရယ်။ ဒီမော့ဆိုဖရူဆိုလမ်းမကြီးတလျှောက်မှာအချမ်းဖတ်စစ်တပ်ကတက်ဆွဲထားတဲ့အတွက်တော်လန်ရေးတပ်ဖွဲ့တွေနဲ့နေစဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါအချမ်းဖတ်စစ်တပ်ကဖရူဆိုမြို့နယ်အတွင်းကဒေးညေးခုနဲ့ဒေးကူးခုကျေးရွာအကြားရှိလူနေအဆောက်အဦတွေကိုဒရုန်းနဲ့ပုံကျဲပြီးမိရှို့ဖျက်ဆီးခဲ့တာပါဒါအပြင်ဘောလဖက်ဘက်ကိုမျက်နှာမူပြီးအချမ်းဖတ်စစ်တပ်ကစစ်ကြောင်းထိုးနိုင်ရေးအတွက်ဖရူဆိုဘောလခဲကြားမှာရှိတဲ့မာခရိုရှိကျေးရွာအနီးမှာစစ်ရေးလှုပ်ရှားနေပါတယ်လွိုက်ကော်မြို့ပြင်ဘက်မှာရှိတဲ့ လဲထွဲဗဒန်းကြီးကြီးရွာတွေဘက်ကလည်းအော်တိုဘာလ17ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကလူဝင်အားဖြည့်တင်းပြီးတော့စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လို့ KNDF ကအတည်ပြုထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေကဖဲခုံမြို့နယ်အတွင်းကမြောက်စလုံးကြီးရွာကိုဝင်ရောက်ပြီးလူနေအိမ်တွေကိုမိရှို့ဖျက်ဆီးတာလက်နက်ကြီးဒရုန်းနဲ့တိုက်ခိုက်တာတွေတောက်လျှောက်လှုပ်ဆောင်နေပါတယ်။အကြမ်းဖက်စစ်တပ်ကကရီနီပြည်အတွင်းရှိကရီနီရှမ်းတောင်နယ်စပ်တလျှောက်မှာ အင်အားအလုံးရင်းနဲ့စစ်မျက်နှာဖွင့်ထားတဲ့အတွက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတာနဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ဆက်ဆက်နေရာတွေကိုသွာလာနေထိုင်ကြတဲ့ပြည်သူတွေနဲ့ကရင်နီပြည်တဝမ်းကပြည်သူတွေအလုံးစစ်ရေးသတိစစ်ရေးအသိလုံခြုံရေးသတိရှိကြဖို့အတွက် KNDF ကအတိပေးထုတ်ပြန်ထားပါတယ်။အကြံဖတ်စေအုပ်စုကြောင့်ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းရက်သားပြည်သူ55ဦးခန့်ထိသေဆုံးခဲ့ရတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကြံဖတ်စေအုပ်စုကြောင့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာအရက်သားပြည်သူ55ဦးခန့်ထိသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း APP ရဲ့စီးရင်တွေအရသိရပါဗါဒ်အတူရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန်စစ်ရေးတိုးမြင့်လာနေတဲ့အကြံဖတ်စေအုပ်စုရဲ့ပြည်သူလူထုအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုများမှာအရှိန်အဟုန်တိုးမြင့်လျက်ရှိရာပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းတိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူ55ဦးခန့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ APP ကဖော်ပြခဲ့ပါဗါဒ် အကျန်းဖတ်ဆဲဦးစုကအော်တိုဘာလ9ရက်နေ့မှာရှမ်းပြည်နယ်ကြောက်မဲမြို့နယ်မန်ဟုံကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တူအပါအဝင်စုစုပေါင်း10ဦးသေဆုံးခဲ့ရပါတယ်။ချင်းပြည်နယ်မင်းတပ်မြို့နယ်ထင်းချောင်းကျေးရွာရှိစာတင်ကျောင်းကိုလည်းအကျန်းဖတ်ဆဲဦးစုကအော်တိုဘာလ10ရက်နေ့မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသား4ဦးသေဆုံးခဲ့ရပါတယ်။ အော်တိုဘာလ9ရက်နေ့မှာလေအချမ်းဖတ်စစ်တပ်ကမွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမာပင်စိတ်အနောက်ရွာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်တွေအပါအဝင် ပြည်သူ9ဦးသေဆုံးခဲ့ရပါဗျ။အဲ့ဒီနေ့မှာပဲရှမ်းပြည်နယ်မိုးမင်းမြို့နယ်ဝဲပေါင်ကျွာကိုလေကြောင်းတိုက်ခိုက်ခဲ့ရာပြည်သူ9ဦးသေဆုံးခဲ့ရပါဗျ။ဒါအပြင်အချမ်းဖတ်စစ်တပ်က TNL စိုးမိုးထိန်းချုပ်နယ်မြေတွေဖြစ်တဲ့မိုင်းလုံမြို့နယ်နမ်ဆန်မြို့နယ်တွေအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာပါဗျ။ ော်တိုဘာလပထမပတ်အတွင်းအကျန်းဖတ်စစ်အုပ်စုကိုစွန့်ခွာကာစစ်သားနဲ့ရဲ15ဦးအလင်းဝင်လာတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။အော်တိုဘာလပထမအပတ်အတွင်းအကျန်းဖတ်စေဥစုကိုစွန့်ခွာကာအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိပြီးစစ်တုံးမှန်းအဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့တယ်လို့ပြည်သူ့ဗန်းနိုင်ကမနေ့ကထုတ်ပြန်ပါဗါးအလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲ2ဦးတို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးအနက်10ဦးမှာအထမစစ်မှုထမ်းတပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ် အလဲဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်က2ဦး၊ပဲခူးတိုင်းက2ဦး၊ရန်ကုန်တိုင်းက2ဦး၊တနင်္သာရီတိုင်းက3ဦး၊ကရင်ပြည်နယ်က3ဦး၊ကရင်နီပြည်နယ်က3ဦးလို့ဖြစ်ပြီးမကွေးတိုင်းကရဲတပ်သား2ဦးတို့ကဗတ်ပြောင်းခုလုံခဲ့တာပါစစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား32ဦးနဲ့ပြည်သူစစ်9ဦးလို့ဖြစ်ပါတယ်စစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအရမစစ်မှုတန်းတပ်သားများဖြစ်တယ်လို့ပြောပါရယ် တိုက်ပွဲတွင်ဖမ်းဆီးရမိတာကတော့မကွေးတိုင်းကစစ်သား28ဦး၊စကိုင်းတိုင်းက4ဦးလို့ဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ပြည်သူစစ်9ဦးကတော့စကိုင်းတိုင်းက9ဦးနဲ့မန္တလေးတိုင်းက2ဦးလို့ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအော်တိုဘာလပထမပတ်အထိအကြံဖတ်စစ်အုပ်စုဘက်မှအလင်းဝင်ပူးပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2186ဦးထိရှိခဲ့တယ်လို့ပြည်သူ့ပန်းတိုင်ကထုတ်ပြန်ထားပါတယ်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချီးမွမ်းရေးလူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရမပင်မြို့နယ်မှာနောက်ပြန်မလဲခြေဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲခြေဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ကိုင်းတိုင်းချောင်းဦးမြို့နယ်စီမီတပိတ်မှာကြာဆုံးခဲ့ကြတဲ့တပိတ်ဥဆောင်သူတွေနဲ့ပြည်သူတွေအတွက်အောင်လံလွှင့်မီတောင်းသွင်းနေတပိတ်စစ်ကြောင်းကမနေ့ကဆူတောင်းပွဲပြုလုပ်ခဲ့ကြပါဗျ။ချောင်းဦးမြို့နယ်မှာအော်တိုဘာလ6ရက်နေ့ကဖြစ်ပွားခဲ့တဲ့စီမီတပိတ်မှာကြာဆုံးခဲ့ကြသူတွေအတွက်ရေမာပင်မြို့နယ်မှာဂုံယူဝမ်းနယ်ဆူတောင်းပွဲပြုလုပ်ကာဆေးရနာရှင်တော်လန်ရေးခြစ်တက်ဆန္ဒပြထုတ်ဖော်ခဲ့ကြပါဗျ။ ဆန္ဒပြဒေါ်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့အော်တိုဘာလ14ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။